39နှစ်အကြာမှာပြလဲပေါ်ပေါက်လာတဲ့နမဲကြီးရိုရှင်မင်းသားဦးဝင်းဦးရဲ့သေဆုံးမှုဖြစ်ရမယ်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။နေပညာသူတက်နေတဲ့ခေတ်ကြီးမှာတိတ်ပန်းတဘောတရားနဲ့မယုံကြည်နိုင်တဲ့ကျက်စင်တွေကလည်းအများကြီးပါ။အထက်လန်ပညာတွေ၊အောက်လန်ပညာတွေကလည်းယနေ့အခြေအထိတည်ရှိနေကြတော့မှ လက်ရှိမှာလည်းတစ်ချိန်ကမြမနုပညာလောကမှာရွှန်ရှန်သောအောင်မြင်ကြကြခဲ့တဲ့ရုပ်ရှင်မင်းသားကြီးဦးဝင်းဦးတည်ဆုံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမယုံကြည်နိုင်စရာသတင်းတွေကပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။အားလုံးကတော့ဦးဝင်းဦးဟာအစာအိမ်ယောဂကြောင့်အသက်ဆုံးရှုံးသွားတယ်လို့သိထားကြပါမယ်။အခုချိန်မှာတော့ဦးဝင်းဦးဟာအစာအိမ်ယောဂကြောင့်မဟုတ်ပဲအောင်လန်းပညာရည်တင်နဲ့တိုက်ခိုက်ခဲ့ရတာကြောင့်အသက်ဆုံးရှုံးရတယ်ဆိုပြီးသတင်းတွေထုတ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ။အဝင်ဦးဟာငွေကြီးချမ်းသာပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပေမဲ့စိတ်မကောင်းစားနေပဲသူ့ရဲ့အမွေတွေကိုဆက်ခံမဲ့မျိုးဆက်ကရှိမနေခဲ့ပါဘူး။ဒါကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေအလုံးကိုရာတင်ရထိုက်တဲ့အတူထိုက်တန်တဲ့အတူရပါစေဆိုပြီးတည်ရန်စာရေးထားခဲ့တာပဲဖြစ်ပါတယ်။အလုံးကတော့ဦးဝေးဦးတရားအောက်လန်ပညာနဲ့အစီအရင်ပြုလုပ်ခံရတာဟာဒီအမွေကိစ္စတွေကြောင့်ဖြစ်မဲ့ဆိုပြီးထင်ကြေးပေးလာကြတာပဲဖြစ်ပါတယ်။ဝေဟာဒီအောင်လောကမှာပဲထူးချွန်တူမဟုတ်ပဲစာရေးစရာစညွှန်ရေးစရာ ။တည်ရစရာဆိုတော့စရိနေပေပေါင်းစုံမှကျွမ်းကျင်တဲ့အနုပညာရှင်တယောက်ပါ။လူကျလူကင်ပေါ်များသလိုအနုပညာတမချင်းချင်းကတော့လေးစားကြတဲ့အနုပညာရှင်တယောက်ဖြစ်ပါတယ်။နောက်ပြီးတမတော်အရာရှိတယောက်လည်းဖြစ်ခဲ့ပူတာအကြောင်းဦးဝင်ဦးကလေဘယ်ပေါင်းစုံမှပါဝင်ကျင်လေခဲ့သူလို့တောင်ပြောလို့ရပါတယ်။ဗီတရီယာအပိချစ်ခင်ချင်းတွေကိုလည်းရရှိခဲ့ပြီးခွလွန်တားခဲ့ပြီးပြတာတော့ဒရီတရနဲ့ရှိနေကြတော့မှလက်ရှိမှာပေါ်ထွက်လာတဲ့ဦးဝင်ဦးတည်ဆုံမှုအပြစ်မှန်နဲ့ပတ်သက်ပြီးလေအလုံးကစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ။ဦးမင်းဦးဟာအမွေဆက်ခံမဲ့တာသမီအရင်မရှိပေမဲ့ဝေစားသားနေရရှိခဲ့ပါတယ်။သူ့ရဲ့မွေစားသားလည်းသူစိတ်ရောတက်နေစေအတွင်းမှာဒါချင်းချင်းပြီးအမွေတောင်းခဲ့တဲ့ဖြစ်စဉ်ကလည်းအဲဒီချင်းတုန်းကဟိုလီတကြကြဖြစ်ခဲ့တာပါ။ဒါပေမဲ့ဦးမင်းဦးကတော့ဝေစားသားဖြစ်သူကိုအမွေတွေမပေးခဲ့ပဲသူ့ရဲ့အနာမှာပြုစုပေးခဲ့တဲ့ Dwight Dela ဆိုတဲ့ အမျိုးသမီးကိုလွှဲပြောင်းပေးခဲ့တယ်လို့သတင်းတွေထွက်လာခဲ့တာပဲဖြစ်ပါတယ်။အစာရောဂါအကြောင်းအင်္ဂလိပ်နိုင်ငံလန်ဒန်မြို့ထီအောင်သွားရောက်ပြီးစိတ်ကူးကြမှုခံယူခဲ့ပေမဲ့ရောဂါကမသက်သာခဲ့ပါဘူး။ဒါကြောင့်ရန်ကုန်ဆေးရုံမှာပဲဆက်လက်ပြီးကုသခဲ့ရတာပါ။စယုံတနေစေအတွက်အနေရဝဆိုဝတားတဲ့အမျိုးသမီးတယောက်ကဦးဝင်းဦးကိုရွတ်တွေ့ပြောဆိုခဲ့ပြီးမကြခင်ရပိုင်းမှာပဲအသက်ဆုံးရှုံးထားခဲ့ရတာပါ ရလည်နေမှာဦးဝင်းဦးကအသက်16နှစ်အရွယ်အမျိုးသမီးငယ်လေးကိုဝင်ပူပြီးသူတည်ဆုံရတာဟာအစာအယောဂကြောင့်မဟုတ်ပဲအောက်လန်းပညာနဲ့ပြုစားခံခဲ့ရတဲ့အကြောင်းပြောလာခဲ့ရလို့သိရပါတယ်။တကြောင်ဦးဝင်းဦးရဲ့မွေးစားဖေလို့ဖြစ်နေတဲ့ဦးကြီးကအထက်လန်းစရာရီခေါ်ပြီးစစ်စစ်ခိုင်းကြရာဦးဝင်းဦးရဲ့နေအိမ်မှာအင်ချန်အင်ကွက်တွေတွေ့ခဲ့ရပြီးလူရိုးစုတွေကပါတွေ့ခဲ့ကြရပဲဖြစ်ပါတယ်။ပြုလို့သူကဦးဝင်းဦးရဲ့အသက်ကိုပါထိခိုက်အောင်လုပ်ထားခဲ့တာပါ။နောက်ပြီးဦးဝင်းဦးတို့အတုံပြတဲ့ ထခိုထက်ရဲ့ရည်စင်တဲမှာလည်းအယူစုတွေကိုထည့်ထားပြီးအစီရင်ပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်။အဖြစ်မှန်တွေဒီချိန်မှာတော့ဝင်ဦးကကွယ်လွန်သွားပြီဖြစ်တာအကြောင်းယူကြုံမရဖြစ်ခဲ့တာပါ။လျှက်ရှိပြည်မှန်တွေထလာချိန်မှာတော့ဝင်ဦးရဲ့အဆွေမျိုးတွေကအခုလိုအဖြစ်ပြက်တွေ မရှိခဲ့ကြအောင်ပြောလာကြသလိုတချို့ကလည်းမယုံကြည်ကြပါဘူး။ ဒါပေမဲ့အချက်ကျကျဒရင်တွေထွက်လာဖြစ်လို့ယုံကြည်ကြတဲ့သူတွေကလည်းခက်မက်များပါပိတ်တတို့အနေနဲ့ရောဥဝင်ဦးသေးစိုးမဟာတမယိုးကြောင့်မဟုတ်ဘဲဒရင်တွေထွက်လာသလိုပြူစားခင်ရလားဆိုတာအမြင်လေးတွေကိုပြောပြခဲ့ကြပါဦးနော်ဟုတ်ကဲ့ပါရှင်ဒီကလေးတင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာကြောင့်ဒရင်တွေတို့ပြန်လာခင်ဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကိုလည်း follow ထားပေးကြပါဦးနော်အဆုံးထိအားပေးကြည့်ရှုမှုတက်လေကျေးဇူးများတင်ပါတယ်ရှင်